အားလုံးဝမင်္ဂလာပါ MC Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာတော့ American နိုင်ငံ Massachusetts ပြည်နယ်ဆလန်ကျေးရွာမှာဖြစ်ပျက်ခဲ့တဲ့ဆုံမဆိုပြီးတော့ဆွဆွဲခံခဲ့ရတဲ့ Sarah Go ရဲ့အကြောင်းကိုပြပြပေးတော့မှာဖြစ်ပါတယ်သုံးဆန်တိုင်းပဲဒီအကြောင်းအရာကိုဆက်မပြောခင်မှာကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ Sarah Go ရဲ့အကြောင်းအရာကိုစလိုက်အောင်1953ခုနှစ်ဇူလိုင်လ23ရက်နေ့မှာ ဆာရာဂေါလို့ခေါ်တဲ့မြို့သမီးကိုမန်ဆာချူးဆက်ပြည်နယ်ဝမ်နမ်မှာရှိတဲ့ချမ်းသာကျွယ်ဝပြီးတော့အရေးတာပါရှင်တူဦးဖြစ်တဲ့ဂျွန်ဆလော့လို့ခေါ်တဲ့သူရဲ့သမီးအဖြစ်မွေးဖွားခဲ့တယ်။1982ခုနှစ်သူမသက်18နှစ်ကိုရောက်တဲ့အခါမှာသူရဲ့ဖခင်ကရုတ်တရက်အကိုကိုတတ်သိသွားခဲ့တယ်။ဒီလိုနဲ့သူရဲ့အဖေက သူပိုင်ဆိုင်တဲ့မြေဧက80ကျဲဝန်းတဲ့မြေကွက်တွေကိုခြံထားခဲ့ ဒီမြေကွက်ရဲ့စွစုပေါင်းတန်ဘိုးကပေါင်900ခန့်ရှိပြီးတော့သူဟာဒီအရာနဲ့ပတ်သက်ပြီးတော့သူ့ရဲ့မိသားစုတွေကိုဒေတန်းစာလုံးဝချမှတ်ထားခဲ့ဦးဒီလိုနဲ့သူ꿰လွန်ချိန်မှာစွန်လက်မိသားစုဟာဇေလန်းကျေးရွာရဲ့ပတ်ဝန်းကျင်မှာရှိတဲ့မြေယာအငင်းပွားမှုတွေထဲမှာပေါဝင်ပတ်သက်လာတဲ့မိသားစုတွေထဲမှာမိသားစုတစ်ခုဖြစ်လာခဲ့တယ်။မကြပါဘူးကြံရှိတဲ့အိမ်နဲ့အုံဆောင်ပစ္စည်းတွေကိုသူ့ရဲ့အမေမို့ဆုံးမနဲ့ သူ့ရဲ့သားနှစ်ဦးတို့ကြောင့်ပါပဲအများဆုံးခွဲယူခဲ့ကြပြီးတော့သမီးခုနှစ်ဦးကိုတော့အနှဲငယ်ပဲခွဲယူပေးခဲ့တယ်။ဒါပေမဲ့ဒီအနှဲငယ်ကိုလည်းမိခင်ရဲ့ခင်ပွန်းအစ်စ်ဖြစ်တဲ့သူက သူ့သမီးတွေကိုပေးဖို့ညှင်းဆန်တဲ့အခါမှာတော့ဆာရာဟာအိမ်ထောင်ပစ္စည်းနဲ့ပတ်သက်ပြီးဘာပိုင်ဆိုင်မှုမှမရရှိခဲ့ပဲနဲ့မြေကွက်အနှဲငယ်ကိုပဲခွဲယူရရှိခဲ့တယ်။ဒီလိုနဲ့ပဲသူကသူများအိမ်အတွက်လောက်ကိုလောက်ကင်ပေးနေတဲ့အလုတမအစေခံတူဦးဖြစ်တဲ့ ဒန်နီယယ်ဖောနဲ့လက်ထပ်ဖို့ဝင်ဖြစ်လာခဲ့တယ်။ဒီလိုနဲ့1682ခုနှစ်ရောက်တဲ့အခါမှာတော့သူ့ယောက်ျားဒန်နီယယ်ဖောရုတ်တရက်ကွယ်လွန်သွားခဲ့ပြီးတော့မကြာမီမှာပဲသူ့ကိုသူ့ယောက်ျားကအကျွေးတွေများစွာနဲ့ထားခဲ့တာကိုသူသိလိုက်ရတယ်။ဆာရာရဲ့ဘဝကဘလောက်တော့ကန့်ဆိုးလဲဆိုတော့သူ့ဖခင်ပစ္စည်းတွေထဲမှာရရှိခဲ့တဲ့မြေကွက်နှင်းငယ်ကို သူ့ယောက်ျားရဲ့အကျွေးရှင်တွေက လာရောက်ပြီးတော့တရားစွဲဆိုတဲ့အတွက်ကြောင့်မလို့ဆုံးရှုံးသွားခဲ့ရတယ်။အဲ့ဒီနောက်မှာသူမက ခင်ပွန့်တဲ့ဝီလန်ဂုတ်နဲ့ကြံရှိတဲ့ပစ္စည်းတွေကိုအထုခွဲရောင်းချက်တုံးဆက်ခဲ့ကြပြီးတော့စင်းရဲမွေးတည်တဲ့အင်ချီယာမဲ့ဘဝဖြစ်ကိုရောက်ရှိသွားခဲ့ကြတယ်။ဒီလိုနဲ့သူတို့ကဆလန်ကျေးရွာမှာရှိတဲ့အင်တွေကနေပြီးတော့မှအလုရဖို့တောင်းဆိုတာတွေနဲ့အစားအစာတွေနေထိုင်ဖို့အတွက်မကြာခဏလစ်လေပြီးတော့တောင်းရစားတောက်မှုတွေပြုလုပ်ပြီးတော့နေလာခဲ့တယ်။ဒီလိုနဲ့တနေ့မှာဆလန်ရွာရဲ့ပျူရီတန်ဘုန်းတော်ကြီးဆရာဆမ်မြူအယ်ပဲရစ်က စာရာခုတ်ကိုစားเสียလူတန်းမှုတွေပြုလုပ်ပေးခဲ့တယ်။လူပြီးတဲ့နောက်မှာစာရာကသူလူတန်းခံရတာကိုရောက်ရဲတင်းတိမ်မှုလုံးဝမရှိပဲနဲ့မကျေနပ်တဲ့အပြုမှုမျိုးဗဇက်ကနေပြီးတော့မှတီးတိုးပြောဆိုတဲ့အပြုမှုမျိုးတွေပြုလုပ်ပြီးတော့သူ့ရဲ့နားကနေပြီးတော့ထွက်ခွာသွားခဲ့တယ်။ဒီလိုနဲ့သူမက အလူဒါနာရရှိသည်ဖြစ်စေမရသည်ဖြစ်စေစေတနာကိုစော်ကားတဲ့သူ မနှိမ့်မြုပ်ွယ်ကောင်းတဲ့ဒီ ကျင့်မကောင်းတဲ့သူဆိုပြီးတော့နာမည်ဆိုးတွေစတင်ပြီးတော့ထွက်ပေါ်လာခဲ့တယ်။ဒါပေမဲ့သူ့ကိုတခြားမိသားစုတွေဖြစ်တဲ့ဆမ်မြူရယ်နဲ့မယ်ရီအာဘီတို့ကသူ့ကိုအခြေတော်ကြားစားစရာတွေပေးနေထိုင်စရာတွေပေးပြီးတော့သူတို့ရဲ့အိမ်မှာနေထိုင်ခွင့်ပေးခဲ့တယ်။ဒါပေမဲ့လည်းတနေ့မှာတော့သူမကစိတ်သက်လွန်ဆိုးရွားပြီးတော့သူ့ကိုကူညီပေးတဲ့လူကိုအညွန်းသေးထားပြီးတော့မကောင်းကြံစီတတ်တဲ့မိန်းမဆိုပြီးတော့သူ့ကိုမင်လာတဲ့အခါမှာတော့ သူ့ကိုအိမ်ကနေပြီးတော့မောင်းထုတ်ခဲ့တယ်။ဒီလိုနဲ့ तू ကငကိုကလေးကမှစိတ်သက်ခတ်ထန်တဲ့လူဖြစ်တဲ့သူဆိုတော့သူ့ကိုဒီလိုမောင်းထုတ်လိုက်တဲ့အခါမှာ तू ကအင်မတန်သောရတကြီးဖြစ်လာပြီးတော့သူ့နှုတ်ကနေပြီးတော့ချိန်ဆတာမျိုးတွေအဲပြုလုပ်ခဲ့တယ်။အဲ့လိုနဲ့သူ့ကိုလူအများကဒီလိုမကောင်းဆိုးဝါးလို့ပြုမှုတတ်တဲ့လက္ခဏာတွေရှိတဲ့အမျိုးသမီးဆိုပြီးတော့မြင်လာခဲ့ကြတယ်။နောက်ပိုင်းမှာတော့သူ့ရဲ့ခင်ပွန်းကလည်းသူ့ကိုစိတ်ကုံလာခဲ့ပြီးတော့ သူ့ရဲ့အချင်းကိုမကောင်းချောင်တန်တရားဖြစ်နေကြတဲ့ဒီဒေရခံတွေရဲ့ရှေ့မှာသူ့မက ကောင်းတဲ့အရာတွေအားလုံးရဲ့ရန်သူဖြစ်တယ်ဆိုပြီးတော့ပြောခဲ့တယ်။နောက်ပြီးဒေရခံတွေကနင်းဒီလိုဆင်းရဲမွဲတည်နေတာဘာဖြစ်လို့ဘုရားကျောင်းကိုတွားပြီးတော့ဘုရားကိုစုမတောင်းတာလဲလို့သူမေးတဲ့အခါမှာသူကဘုရားကျောင်းကိုလာပြီးတော့ဝုပြုတ်ကိုကွယ်ဖွင့်ရတဲ့တင့်တော်တဲ့အဝတ်စားတွေမရှိလို့ပါဆိုပြီးတော့ပြန်ပြေခဲ့တယ်။ဒီလိုနဲ့1692ခုနှစ်မတ်လ 6ရက်နေ့ကိုရောက်တဲ့အခါမှာတော့သူ့ကိုဆုံးအသက်ကျင့်သုံးတယ်ဆိုပြီးတော့ဆွဆွဲခဲ့ကြတယ်။ဘာဖြစ်လို့အဲ့လိုဆွဆွဲရလဲဆိုတော့ရွာရဲ့ပူရီတန်ဘုန်းတော်ကြီးဆမ်မြူအယ်ဖဲရစ်ကသူ့ရဲ့တမီးအသက်9နှစ်အရွယ်အဲလစ်ဘက်ဖဲရစ်နဲ့သူ့ရဲ့ဝန်းကွယ်အမဖြစ်တဲ့အသက်12နှစ်အရွယ်အဘီဂေးဝီလျံစ်တို့ကဒီထူဆန်းပြီးတော့ထိုင်လန်ဖွဲ့ကောင်းတဲ့အပြုံမှုမျိုးတွေဖြစ်လာတယ်ဆိုပြီးတော့ပြပြလာခဲ့တယ်။သူတို့တွေကအော်ဟစ်တာမျိုးတွေ တုံးလုံး၆ချားပြီးတော့ခန္ဓာကိုယ်တွေတုံခါနေတာမျိုးတွေနဲ့ထူးဆန်းတဲ့အတန်မျိုးတွေပြုတ်လုပြီးတော့ခန္ဓာကိုယ်တွေကောက်ကွေးသွားပြီးတော့လက်ဆုံးဝင်လာတဲ့ပုံစံမျိုးတွေဖြစ်လာခဲ့တယ်။ဒီလိုနဲ့ဒီလက္ခဏာတွေကဒေရခန်ဆရာဝန်ဝီလျံစခရစ်အတွက်နားမလည်နိုင်စရာဖြစ်လာခဲ့ပြီးတော့နောက်ဆုံးမှာဒီမင်းကလေးတွေကမကောင်းဆိုးဝါးလက်နဲ့ဆုံးသက်ပညာတွေကြောင့်ပြုစားခံနေရတာပါဆိုပြီးတော့ကောက်ချက်ချခဲ့တယ်။ဒီလိုနဲ့ဒီမင်းကလေးတွေရဲ့အဖေဖြစ်တဲ့ဘုန်းတော်ကြီးဆရာ Samuel Paris ကဘသူကနင်းတို့ကိုဒီလိုနှိပ်စက်နေတာလဲဆိုပြီးတော့အကြိမ်ကြိမ်မေးမြန်းခဲ့တယ်။ပြင်းထန်တဲ့ဒီလို မေကွန်းထုတ်ပြန်မှုတွေနဲ့ Venus ဖန်ခွက်ကိုတုံးပြီးတော့မှကကြမဟောတဲ့ပုံစံမျိုးတွေပြုလုပ်ပြီးတဲ့နောက်ပိုင်းမှာနောက်ဆုံးမှာတော့အဲ့ဒီမင်းကလေးတွေကသူတို့ကိုနှိပ်စက်နေတဲ့သူကသူတို့မိသားစုရဲ့ဂျွန်ဖြစ်တဲ့ဒီဒူဘာနဲ့မြို့ခန်တဦးဖြစ်တဲ့ Sarah Osborne နဲ့ Sarah Goodo ဖြစ်တယ်ဆိုပြီးတော့ကြေးအော်ဖြစ်လာခဲ့ကြတယ် စာရာခုတ်ကသူတို့မင်းကလေးနေရောက်ကိုကြိုက်တာတွေလေပင်ညစ်တာတွေနဲ့သူရဲ့ခန္ဓာကိုယ်ကိုကုတ်ချက်တာမျိုးတွေပြုတ်လို့ပြီးတော့အခြားဆိုးရွားတဲ့ပုံစံတွေနဲ့နှိပ်စက်တာမျိုးတွေကိုသူတို့တွေခံစားနေရတယ်ဆိုပြီးတော့အခိုင်အမာပြောဆိုခဲ့ကြတယ်။သူရဲ့ခန္ဓာကိုယ်ကမတိစိတ်ကနေတုံခါလာပြီးတော့မျက်လုံးတွေနောက်ကိုလန်သွားပြီးတော့မျက်ဖြူဆိုင်တဲ့ပုံစံမျိုးတွေပြီးတော့ဒီပါးစပ်ကြဲဟလာပြီးတော့ဒီတက်ပြီးတော့ဝတ်ယူပြန်တဲ့ပုံစံမျိုးနှက်ဆိုးဝင်တဲ့ပုံစံမျိုး ခံစားနေရတာကိုပို့ပြီးတော့မြင်လာခဲ့ကြရတယ်။ဒီလိုနဲ့ဆွဆွဲခံရတဲ့ဆာရာရဲ့နောက်ွယ်အကြောင်းအရာတွေကဆာရာဟာဖခင်တန်ရနေပြီးတော့အမွေကောင်းကောင်းဆက်ခံခွင့်မရရှိခဲ့ဘူး။သူ့အမေခွဲပေးတဲ့အမွေနှင်းငယ်ကိုလည်းတည်ဆုံသွားတဲ့သူ့ရဲ့ယောက်ျားဒန်နီယယ်ဖိုးရဲ့အကျွေးကိုဆက်လိုက်ရတဲ့အတွက်ကြောင့်မလို့သူဟာဒီလိုဆိုးရွားတဲ့ဆင်းရဲနှံပါတဲ့ဘဝကိုရောက်ရှိလာခဲ့တာဆိုပြီးတော့သိရှိလာခဲ့ကြတယ်။ဒါအပြင်ဆာရာကိုယ့်ရဲ့တရားခွင်မှာဆွဆွဲတဲ့သူတွေကဒီဆာရာက သူကလူတန်းခံရလို့ရှိရင်ရောက်ရဲတင်းတိမ်မှုမရှိဘဲနဲ့မကြင်မနဲ့ဖြစ်တာမျိုးတွေဒေါ်ရတွက်ပြီးသူများအဆင်ပြေတာကိုမနာလိုပြီးမုန်းတီးပြီးတော့နောက်ကနေတီးတော့ပြောဆိုတာလေပြုတ်လို့တဲ့အတွက်ကြောင့်မလို့ဒါဟာချိန်စာတိုက်နေတာပဲဆိုပြီးတော့လူအများကထက်ခါထက်ခါဆွဆွဲပြောဆိုခဲ့ကြတယ်။အဲနင်းနာချင်းတွေနဲ့အခြားသူတွေပေါ့သူမရဲ့မိခုံမှုတွေကဒီစာရာကော့ပေါ်မှာတန်တရားကိုပို့ပြီးတော့အဲခိုင်မာစေခဲ့ပြီးတော့ သူ့လိုမျိုးနေစရာစားစရာတွေအတွက်သူတပားရဲ့အိမ်တွေကိုမိခိုးနေကြရတဲ့အမျိုးသမီးအားလုံးဟာလည်းဆုံးမတက်ကိုကျင့်သုံးနေကြတာဖြစ်တယ်ဆိုပြီးတော့ဆွဆွဲပြောဆိုခံလာခဲ့ကြရတယ်။နောက်ပြီးဆွဆွဲသူတွေကနောက်ကွယ်မှာပြောဆိုကြတဲ့နောက်ထပ်တန်တရားဖြစ်စရာတစ်ခုကတော့သူမရဲ့ခင်ပွန်းနဲ့အိမ်နှင်းတွေရဲ့ဆက်ဆံရေးကြောင့်ပဲဖြစ်တယ်။သူ့ယောက်ျားဝေလံကုတ်ကသူ့ဇနီးနဲ့နောက်ပိုင်းမှာလုံးဝအဆင်မပြေဖြစ်လာပြီးတော့သူမမကောင်းတဲ့အစိတ်တဘောတာရှိတဲ့အတွက်ကြောင့်မလို့ သူကစုံမတယောက်ဖြစ်နေမှာကိုသူကြောက်တယ်ဆိုပြီးတော့ပြောဆိုခဲ့တာကြောင့်မလို့ပဲဖြစ်တယ်။နောက်ပြီးတော့ဖះเจ้าကိုမလာတာဟာလဲစုံမဆိုတဲ့အကြောင်းပြချက်ကိုပုံမခိုင်မာလာစေခဲ့တာဖြစ်တယ်လို့နောက်ပိုင်းမှာလူတွေကသုံးသပ်ကြတယ်။အဲ့လိုနဲ့သူမကဖះကိုယုံကြည်ကိုးကွယ်ရမယ့်အစားဒီကောင်းတဲ့အရာတွေကိုစန့်ကျင်တဲ့အရာတွေနဲ့ဇင်ခေါ်ခဲ့တာကြောင့်မလို့မကောင်းဆိုးဝါးမှဆိုပြီးတော့သူမရဲ့အိမ်နေချင်းတွေကဆွဆွဲခဲ့ပြီးတော့ဒါကြောင့်ပဲ ီမင်းကလေးနှစ်ဦးကဒီလိုပေယောက စီးနေရတာဆိုပြီးတော့ဆွဆွဲခဲ့ပြန်တယ်။ကလေးမရဲ့ဝေဒနာကလည်းမကြာခဏဆိုသလိုရုတ်ရက်ဖောက်လာပြီးတော့မရှင်းပြနိုင်တဲ့အခြေအနေမျိုးတွေဖြစ်လာခဲ့တယ်။ဒီလိုနဲ့1692ခုနှစ်မတ်လ25ရက်နေ့ရောက်မှာတော့ဆာရာကုတ်ကဆုံးအသက်ဖြင့်တရားစီရင်ခံခဲ့ရတယ်။စီရင်ချက်မှာသူမကမိမိကိုယ်ကိုထိန်းချုပ်မှုနဲ့စီကန်ရှိမှုဆိုင်ရာပူရီတန်ခရစ်ယာန်အတိုင်းဝိုင်းရဲ့မျိုးလင့်ချက်တွေကို ပယ်ချပြီးတော့မင်းကလေးငယ်တွေကိုဒီကဲတင်ချင်းလမ်းကိုဥဆောင်လမ်းပြရမယ့်အစားနှိမ့်ဆက်ညင်ပန်းပြီးတော့လောင်ပြောင်မှုတွေပြုလုပ်ခဲ့ရဲဆိုပြီးတော့ဆွဆွဲခံခဲ့ရတယ်။ဒီလိုနဲ့သူမကိုစီရင်မဲ့နေရာကိုခေါ်ဆောင်လာတဲ့အခါမှာမင်းကလေးငယ်တွေက စာရာကိုရဲ့ပုံမှန်တံကိုတုံ့ပြန်တဲ့အနေနဲ့ချက်ချင်းပဲရှေ့နောက်ရင်သွားကြပြီးတော့ညီးသွားတဲ့အတံမျိုးတွေစက်တိုက်ထွက်ပေါ်လာခဲ့ကြတယ်။ဒီလိုနဲ့တရားခွင်နောက်ပိုင်းမှာ ဆွဆွဲသူတွေတည်းရမှာတူဖြစ်တဲ့သူကအေးတက်တဲ့ဝတ်ယူပြန်တဲ့ပုံစံမျိုးဖြစ်လာခဲ့တယ်။အဲ့လိုနဲ့သူအဲ့လိုဖြစ်တဲ့ပုံစံမျိုးတွေရပ်တန့်သွားတဲ့အခါမှာသူမကဆာရာကုတ်ကဒါနဲ့သူ့ကိုတိုက်ခိုက်တယ်ဆိုပြီးတော့ပြောဆိုခဲ့တယ်။ဒါတချောင်းရဲ့အစိတ်ပိုင်းကိုလည်းသူကအာထုတ်ပြခဲ့သေးတယ်။ဒီလက်နက်ကတိုက်ခိုက်တဲ့အချိန်မှာကြိုးထွားခဲ့တာပါဆိုပြီးတော့သူကသတ်ဆိုခဲ့တယ်။ဒါပေမဲ့အဲ့ဒီပြောဆိုချက်ကိုကြားတဲ့ မြို့ခံလူငယ်မျိုးသားတို့ကထရက်ပြီးတော့ဒီဓာအပိုင်းဆက်ကသူ့ရဲ့ကိုပိုင်ဓာကနေပြီးတော့မနေ့ကကျိုးသွားခဲ့တာဖြစ်ကြောင်းနဲ့အဲ့ဒီမိန်းကလေးကလည်းဒါကိုမြင်ခဲ့တယ်ဆိုပြီးတော့သူတရားရုံးကိုချက်ဆိုခဲ့တယ်အဲ့ဒီနောက်မှာပဲသူကဒီကျန်ဓာတဝက်ရဲ့အပိုင်းဆက်ကိုထုတ်ပြခဲ့ပြီးတော့သူ့ရဲ့ဇက်လောင်းကိုတတ်တည်ပြခဲ့တယ်ဒီဟာကိုကြားပြီးတဲ့နောက်မှာ တရားသူကြီးဝီလျံစတော့တန်ကဒီလိုလိမ်လည်ပြောဆိုတဲ့အဲမိန်းကလေးကိုစူပူချိန်မောင်းခဲ့တယ်။ဆာရာဂွတ်နဲ့ဆာရာအော့စ်ဘွန်းတို့အုပ်စလုံးကသူတို့ပေါ်ဆွဆွဲချက်တွေကို လုံးဝငြင်းဆိုခဲ့တယ်။ဒါပေမဲ့လည်းတီစုပါကသူကမာနရဲ့ကြဲကြုံဖြစ်တယ်ဆိုပြီးတော့ဝန်ခံခဲ့တယ်။သူမကအနက်ရောင်ဝတ်ထားတဲ့အရက်ရှည်တဲ့အမျိုးသားတူကိုဒီတွေးလိုက်ရပြီးတော့အဲ့ဒီမျိုးသားကသူ့ထံရောက်လာပြီးတော့ကြီးမားတဲ့စာအုပ်တအုပ်မှာ သူတို့ရဲ့နာမည်တွေကိုလက်မှတ်ထိုးရန်တောင်းဆိုခဲ့ရဲဆိုပြီးတော့ဆက်ဆိုခဲ့တယ်။အစမိုင်းမှာသူကငင်းဆန်ခဲ့ပြီမြင်လေ။ဆာရာဂွတ်နဲ့ဆာရာအော့စ်ဘွန်တို့ကအတင်းချက် ခိုင်းစေတဲ့အတွက်ကြောင့်မလို့နောက်ဆုံးမှာသူကသူ့ရဲ့နာမည်ရေးထိုးခဲ့တယ်ဆိုပြီးတော့ဒီသူပါထွက်ဆိုခဲ့တယ်။စာအုပ်ထဲမှာအခြားနာမည်6ခုလည်းရှိသေးပေမဲ့လေသူကသေချာမမြင်ခဲ့ရဘူးဆိုပြီးတော့လည်းထပ်မံထွက်ဆိုခဲ့တယ်။နောက်ပြီးဆာရာကုစ်က သူမရဲ့ကြောင့်ကိုအလစ်စဘက်ဟဘက်ကိုတိုက်ခတ်ရအမိတ်ပေးခဲ့ပြီးတော့အဲ့ဒီမင်းကလေးရဲ့ခန္ဓာကိုယ်မှာချစ်ရတွေနဲ့ကပ်ရတွေဖြစ်ပေါ်စေခဲ့တာဆိုပြီးလဲသူမကထွက်ဆိုခဲ့ပြန်တယ်။ဆက်ပြီးတော့သူမကဆာရာကုတ်ကအနှက်ရောင်နဲ့အဝါရောင်ညက်တွေဝန်းရံထားတော့ကိုသူမြင်ခဲ့တဲ့အကြောင်းနဲ့ဆာရာကုတ်ကဒီထရိတ်ဆန်တွေကိုလည်းအဲ့ဒီမင်းကလေးတွေကိုအန်ဒီယပြုတ်ဖို့ရန်ဇေလွတ်ခဲ့တယ်ဆိုပြီးတော့လဲသူကပြောဆိုခဲ့ပြန်တယ်။ဒီလိုနဲ့မကြပါဘူး။ အဲ့ဒီအမျိုးသမီးငယ်နှစ်ဦးစလုံးထပ်မံပြီးတော့နတ်ဆိုးဝင်တဲ့ပုံစံမျိုးဖြစ်လာတဲ့အခါမှာတော့တီတူပါကဆာရာကိုရဲ့ညာဘက်လက်မှာအဝိုင်အောင်မျက်တကောင်ကိုငါမြင်နေရတယ်ဆိုပြီးတော့လေသူကပြောဆိုခဲ့တယ်။အဲ့ဒီဆွဆွဲတဲ့မင်္ဂလိငယ်တွေကလည်းဒီတီတူပါပြောဆိုတဲ့အရာတွေကိုသဘောတူခဲ့တယ်။နောက်ပိုင်းဆေလန်ရွာထဲမှာစီဝဲပြုတ်လောက်တဲ့အခါမှာတော့တရားသူကြီး၁၂ဦးရဲ့ရှေ့မှာဒီဆာရာကုတ်ကသူ့ကိုယ်သူခုခံကာကွယ်ခွင့်ရတဲ့အခါမှာတော့ သူကလုံးဝအပြစ်ကင်းစင်တဲ့သူဖြစ်ကြောင်း ထုတ်ဖို့ပြောဆိုခဲ့ပြီးတော့တီတူဘာနဲ့ဆာရာအော့စ်ဘွန်တို့နှစ်ဦးကပဲဆုံးမအစ်စ်တွေဖြစ်ကြောင်းတရားသူကြီးတွေရှေ့မှာဒီတရားသူကြီးတွေနဲ့အပြန်လန်းညှင်းခုန်ခဲ့တယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ဆာရာကုတ်ကို ဆုံးဝတ်သက်ကျင့်သုံးမှုနဲ့ပစ်ဒဏ်ချမှတ်ခဲ့ပြီးတော့ပေးတံပေးခဲ့တယ်။ဒီလိုနဲ့1692ခုနှစ်ဇူလိုင်လ19ရက်နေ့မှာအခြားမျိုးသမီး၄ဦးနဲ့သူဂျိုးပေးကွန်မြက်ခဲ့တယ်။ အခြားလေးဦးကတော့ဒီတိတ်ဆိတ်စွာခုမြတ်ခံရဖို့စောင့်ဆိုင်နေတဲ့အခါမှာစာရာကုတ်ကသူမကအပစ်ကင်းစင်တဲ့သူဖြစ်ကြောင်းခိုင်ခိုင်မာမာကြွေးကြော်ခဲ့တယ်။ကိုလိုနီဝင်ချင်းနီကိုလတ်စ်နွိုင်းစ်ကစာရာကုတ်ကိုဝန်ခံဖို့ရန်တင်းကျပ်စ조사ခဲ့ပေမဲ့လုံးဝမအောင်မြင်ခဲ့ဘူး။နောက်ပြီးရုံတန်းစကားတွေအရကိုလိုနီဝင်ချင်းနီကိုလတ်စ်နွိုင်းအပါအဝင်တရားသူကြီးတွေကသူမကိုပြစ်မှုတင်ရှားကြောင်းရှာတွေ့တဲ့အခါမှာ ဆာရာကုတ်ကဝင်းဂျင်းနွိုက်စ်ကို ကျမကဆုံးမတရားမဟုတ်တလို့ခမားကလည်းမော်ဆရာတရားမဟုတ်ပါဘူးခမားသာကျမရဲ့အသက်ကိုနှုတ်ယူခဲ့လို့ရှိရင်ဖျားသခင်ကခမားကိုတွေးတောက်စေလိမ့်မယ်ဆိုပြီးတော့အော်ဟစ်ပြောဆိုခဲ့တယ်။ဒါပေမဲ့ဒီလိုပြောခဲ့တာတွေကအဲ့ဒီအချိန်ကကုမျက်မှုဆန်ရာဘယ်မှတ်တမ်းတွေထဲမှာမှပါဝင်ခဲ့ခြင်းမရှိခဲ့ဘူး။ဒါပေမဲ့နှစ်ပေါင်း25နှစ်ကြာပြီးတဲ့နောက်မှာဝင်းဂျင်းနွိုက်စ်က သူ့ရဲ့ကိုယ်ပိုင်သွေးနဲ့တီးပြီးတော့တည်ဆုံးခဲ့တယ်ဆိုပြီးတော့တန်နာကြီးယုံတန်းစကားယူနေရှိခဲ့ပြန်တယ်။ဆာရာကွတ်ရဲ့လင်းနဲ့ရွယ်သမီးဒေါကတ်စ်တခါတည်းမှာဒိုရတီလို့လည်းခေါ်တဲ့ကလေးငယ်ကိုလည်းဖမ်းဆီးထောင်ချခဲ့တယ်။ဒီသမီးလေးဒေါကတ်စ်ကိုဆင်းဆင်းမြဲမြဲမှုပြုလုပ်ပြီးတဲ့နောက်မှာတော့သူမရဲ့မိခင်ကဒီဆုံးအသက်ပညာမှာပုံဝင်ပတ်သက်နေတယ်ဆိုပြီးတော့ဝန်ခံထွက်ဆိုခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကလေးမလေးကြုံတွေ့ခဲ့ရတဲ့ ဝန်ခံမှုဖြစ်အားပေးခံရမှုတွေကြောင့်ပဲဖြစ်နိုင်တယ်။ဆာရာကော့ကသူမကိုဖမ်းဆီးခံရစင်မှာကိုဝင်ရှိနေပြီးတော့ Epic Woods မှာရှိတဲ့ထောင်ထဲမှာပဲကလေးကိုမွေးဖွားခဲ့တယ်။ကလေးငယ်ကမိခင်ပြည်သူကိုကြိုးမပေးမီမှာပဲတည်ဆုံသွားခဲ့ရှာတယ်။ဒီလိုနဲ့1930ခုနှစ်ကိုရောက်တဲ့အခါမှာဆာရာကော့ရဲ့ယောက်ျား William Cook ဟာဆာရာကော့နဲ့လင်းနေရွယ်သူ့သမီး Dorcas တို့ကိုလူအများပြုလုပ်ခဲ့တဲ့ ီကျမ်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာစေမှုအတွက် great and general တရားရုံးကို အောင်မြင်စွာတရားဆွဲဆိုနိုင်ခဲ့တယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့သူကပေါင်30စတာလင်ကိုရရှိခဲ့ပြီးတော့အဲ့ဒီပတ်စံကစွန်အသက်နဲ့တားကောင်ဖြစ်ခဲ့ရသူတွေရဲ့မိသားစုဝင်တွေကို ပေးအပ်တဲ့အကြီးမားဆုံးငွေကြေးပမာဏတည်းကတစ်ခုဖြစ်ခဲ့တယ်။ဆယ်လန့်ချေရွာစွန်စရာစီရင်ခန်းမှာစာရာကွန်းနဲ့အတူဆွဆွဲခံခဲ့ရတဲ့ တီတူဘာနဲ့ဆာရာအော့စ်ဘွန်တို့ကလုံးဝကြိုးပမ်းကွပ်မျက်ခံရခြင်းမရှိခဲ့ဘူး။ဆာရာအော့စ်ဘွန်ကတော့1692ခုနှစ်မေလ10ရက်နေ့မှာထောင်ထဲမှာပဲကွယ်လွန်သွားခဲ့တယ်။အချင်းထောင်ရဲ့တန်တဲ့အခြေအနေတွေကြောင့်တည်ဆုံးသွားတာဖြစ်နိုင်တယ်လို့လည်းလူတွေကယူဆခဲ့ကြတယ်။နောက်ပြီးဘုန်းတော်ကြီးဆရာဆမ်မြူရယ်ပဲရစ်ရဲ့ကျွန်းမျိုးသမီးတီတူဘာကတော့ဆွဆွဲတဲ့အချိန်မှာပဲဆုံးအသက်ကိုဝန်ခံခဲ့တယ်။ဖြစ်နိုင်တာကတော့ ရိုင်းနှက်ခံရပြီးနောက်ဝန်ခံခဲ့တာဖြစ်လိမ့်မယ်ဆိုပြီးတော့လူတွေကယူဆခဲ့ကြတယ်။နောက်ပြီးသူမကပဲဆာရာကွတ်နဲ့အခြားသူတွေကိုဒီဆုံးအသက်ပညာမှာပါဝင်ပတ်သက်တယ်ဆိုပြီးတော့ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်။ဆင်လန်းဆုံးတရားစီရင်ခံမှာဝန်ခံခဲ့တဲ့သူကိုတော့ဒီတည်တံပေးခဲ့ခြင်းမရှိခဲ့ဘူး။ဒီလိုနဲ့တည်သူပါကသူ့ရဲ့ပိုင်ရှင်ဆယ်လန်းကျွာရဲ့ဘုန်းတော်ကြီးဆရာဆမ်မြူအယ်ပဲရစ်က ထောင်ချစရဲကိုမဘဲဆောင်တဲ့အတွက်ကြောင့်မလို့တနစ်ကျော်ထောင်ထဲမှာပဲနေခဲ့ရပြီးတော့နောက်ဆုံးမှာတော့သူမကိုထောင်ချစရဲကိုဘဲဆောင်တဲ့အခြားသူတဦးစီကိုရောင်းချခံရပြီးတော့လွတ်မြောက်သွားခဲ့တယ်1693ခုနှစ်နောက်ပိုင်းမှာတော့သူမရဲ့ဘဝအကြောင်းကိုတေချာစွာမသိရတော့ပါဘူးဆွဆက်ခံရတဲ့မင်းကလေးငယ်တဦးကကွန်မြတ်ပြည်နောက်မှာမဖြစ်သွားလဲဆိုတော့ Elizabeth Paris ကအဆုံးမဆွဆွဲတဲ့အထဲမှာသူမရဲ့ပါဝင်ပတ်သက်မှုတွေကအချိန်တိုတောင်းခဲ့တယ်ပေါ့နော် ူမရဲ့လက္ခဏာတွေကနောက်ဆုံးမှာတက်တာသွားခဲ့ပြီးတော့သူ့ရဲ့ဆိုးရွားလာခဲ့တဲ့ဆုံးအသက်ကြောင်းရွံ့မှုကနေပြီးတော့ရှောင်ရှားပွေရန်အတွက်ဒီအနီးနားမှာရှိတဲ့ Subberry ကျေးရွာမှာရှိတဲ့ဆွေမျိုးတွေထံကိုပို့ဆောင်ချင်းခံခဲ့ရတယ်။နောက်ပိုင်းမှာတော့သူမက Benjamin Baron လို့ခေါ်တဲ့သူနဲ့လက်ထပ်ခဲ့ပြီးတော့သားသမီး၄ဦးထွန်းကားခဲ့ပြီးတော့တာမန်ဘွားနဲ့နေထိုင်ခဲ့တယ်။ဒီလိုနဲ့1960ခုနှစ်ကိုရောက်တဲ့အခါမှာတော့သူကွယ်လွန်သွားခဲ့တယ်။ နောက်တဦးဖြစ်တဲ့အဘီဂဲဝီလျံကတော့1692ခုနှစ်ဇွန်လစောပိုင်းမှာနောက်ဆုံးအကြိမ်တရားရုံးကိုရောက်လာခဲ့ပြီးတော့သူကတမိုင်းမှတ်တမ်းတွေထဲမှာထူဆန်းဆောင်ပဲပျောက်ကွယ်သွားခဲ့တယ်။သူမှဘာဖြစ်သွားလဲဆိုတော့တီးကြတဲ့မှတ်တမ်းမရှိခဲ့ပေမဲ့လည်းခမန်းချက်တွေရတော့အချို့ကသူမရဲ့ဦးလေးဖြစ်တဲ့ဘုန်းတော်ကြီးဆမ်မြူပဲရစ်ကဒီဆက်လက်ဖြစ်ပွားနေတဲ့အချုပ်ထွေးရနေပြီးတော့ရှောင်ရှားစေဖို့ရန်အတွက်သူမကိုဝေးကိုခေါ်သွားခဲ့တယ်လို့လည်းပြောဆိုခဲ့ကြတယ်။ နောက်ပြီးမှတ်တမ်းတစ်ခုထဲမှာတော့သူမက1692ခုနှစ်မတိုင်ခင်အသက်18နှစ်မပြည့်ခင်မှာပဲငငယ်ရွယ်ရွယ်နဲ့ကိုယ်လွန်သွားခဲ့တယ်ဆိုပြီးတော့လေဒီတင်ပြထားခဲ့တာတွေကိုသိရှိခဲ့တယ်။တကယ်တော့ဆာရာကဆုံးမလားဆိုတော့မဟုတ်ဘူးလို့ပဲပြောရပါမယ်။ဘာဖြစ်လို့လဲဆိုတော့ဆန်လန်းဆုံးတရားစီရင်တဲ့ကာလတုန်းကတကယ်တတဲ့အထောက်အစားတွေရရှိဖို့လုံးဝနေပါမရှိခဲ့ဘူး။ဆွဆွဲခင်ရသူရဲ့ဝိညာဉ်ကခြားသူတွေအပေါ်ကိုကြီးခိုင်နာကျင်စေတယ်လို့ ဒီမြင့်မတ်ခဲ့တဲ့ယူပါယုံတွေနဲ့အိမ်မက်တွေရဲ့ထွက်ဆိုချက်တွေကိုအမှန်လို့လူတွေကယူဆခဲ့ကြပြီးတော့အတင်းကျပ်ဝန်ခံခိုင်းမှုတွေကြောင့်ပဲဖြစ်တယ်။တကယ်တော့ဆာရာကစင်းရနံပါပြီးတော့အစားအစာနဲ့နေထိုင်ဖို့အတွက်မကြာခဏတောင်းရန်စားတော့တဲ့သူတယောက်ပဲဖြစ်တယ်ပေါ့နော်။သူမရဲ့ခတ်ထန်တဲ့စိတ်နေစိတ်ထားနဲ့ကူညီဖို့ညှင်းဆန်ခံရတဲ့အချိန်မှာအပေါ်ပေါလာခဲ့တဲ့ဒေါရတကြီးတီးတိုးရည်ရွယ်မှုတွေကြောင့်ပဲအစွန်းရောက်နေတဲ့မကောင်းဆိုးဝါးလက္ခဏာတွေ အဖြစ်လူတွေကဒါကိုအသုံးပြုပြီးတော့ဆွဆွဲခဲ့ကြတာမျိုးဖြစ်တယ်ပေါ့နော်။နောက်ပြီးသူမရဲ့လင်းနဲ့ရွယ်သမီးဖြစ်တဲ့ဒေါကတ်ကိုလည်းသူမကိုဆန့်ကျင်ပြီးတော့ထွက်ဆိုပို့ရန်အတွက်လူတွေကသူ့ကိုအတင်းကျပ်ဖြစ်အားပေးခဲ့တာလည်းဖြစ်တယ်။သမိုင်းပညာရှင်တွေအားလုံးကလည်းဒီဆုံးမဆန်းတက်မှုတွေကတတေထောက်ထားလုံးဝမရှိဘဲနဲ့ပြိမှုကျွလွန်တယ်လို့ယူဆပြီးတော့တရားမျှတမှုမရှိဘဲနဲ့ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်ဆိုပြီးတော့ကြည်ကြဲပြန့်ပြန့်သဘောတူခဲ့ကြတယ်။ နောက်ပြီးဆာရာကူဟာသူ့ရဲ့နောက်ဆုံးအချိန်ထိသူဟာလုံးဝပြစ်မရှိကြောင်းပြောဆိုနေခဲ့တာကိုကြည်ချင်းအဖြစ်သူဟာဆုံးမလုံးဝမဟုတ်ကြောင်းကိုပေါ်လွင်နေခဲ့တယ်။သူမရဲ့ဆက်လန်းလေးကလူမှုရေးအရမငြိမ်မသက်ချိခိုက်လွယ်မှုနဲ့မရေရာမသေးချတဲ့ကောလာဟာလာကနေပြီးတော့မှအဆုလိုက်အပြုံလိုက်ထိတ်လန့်မှုတွေဖြစ်ပေါ်စေပြီးတော့ဒီလိုမျိုးမာယွန်းတဲ့ဆွဆွဲမှုတွေနဲ့ကြီးမားတဲ့မတရားမှုတွေကိုဖြစ်ပေါ်စေနိုင်တဲ့ဆိုတဲ့ကြေကွဲပွဲရာဥပမာသင်ခန်းစာတစ်ခု ဖြစ်နေကြန့်ရှိနေခဲ့ပါတော့တယ်။ဟုတ်ကဲ့အဲ့တော့စာရာကိုရဲ့အကြောင်းကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြမယ်။အားလုံးဘိုင်ဘိုင်